ဟယ်လိုအားလုံးပဲနေကောင်းကြပါစေလို့စုမွေကောင်းတောင်းပေးလိုက်ပါရနော်လွန်ခဲ့တဲ့9နှစ်ကဒီလိုတစ်ပတ်မှာထိုင်းနိုင်ငံချင်းရိုင်မြို့မှာရှိတဲ့အသက်17နှစ်ကနေအသက်16နှစ်အတွင်းရှိတဲ့ကျောင်းသားလေးတွေရဲ့သူတို့ရဲ့နှီးပြတဲ့ဘောလုံးနှီးပြပေါ့နော်ဘောလုံးနှီးပြရဲ့ကဒီချင်းရိုင်မှာရှိတဲ့တန်လန်းဆိုတဲ့ဂူထဲမှာပိတ်မိခဲ့ကြပါတယ်သူတို့ကိုဘယ်လိုမျိုးခက်ခက်ခက်ခဲကဲတင်ခဲ့ရလဲသူတို့ဘယ်လိုလွတ်မြောက်ခဲ့ကြလဲဆိုတဲ့အကြောင်းအရာလေးကို သူတို့ဝင်သွားတာ9နှစ်ပြည့်တဲ့ဒီနှစ်မှာပေါ့เนาะအာအမှတ်တရအနေနဲ့ပြောပြပေးသွားပါမယ်ရှင်2018ခုနှစ်ဇွန်လ23ရက်နေ့ညနေမှာပေါ့เนาะအာဒီကလေး12ယောက်ကသူ့ရဲ့ဘောလုံးနီးပြားနဲ့အတူတူဘောလုံးလေးချင်ကြတယ် training ပြီးတဲ့နောက်ပိုင်းမှာအာသူတို့ ကလေးတွေတခါမှမရောက်ဘူးပေါ့နော်ဒါကြောင့်မလို့ဒီ client group တွေကိုအလဲခေါ်သားမယ်ပေါ့နော်ဆိုပြီးတော့မှသူတို့ရဲ့လက်ထပ်ပေါ်လုံးကြီးပြနဲ့အတူတူဒီကလေး၁၂ယောက်ကစပိန်လေးတွေစီးပြီးတော့မှဒီထိုင်းနိုင်ငံချင်းရိုင်းမြို့ပေါ့နော်သူတို့နေထိုင်တဲ့မြို့ရဲ့ဒီအဆုံဖြားမှာရှိတဲ့အာဂူတွေကိုလေးလာရေးဆိုပြီးတော့မှသူတို့သွားခဲ့ကြတယ်လိုင်ဂူရဲ့အဝမှာပေါ့နော်ဒီဇူလိုင်ကနေစက်တင်ဘာထိလာမသိဘူးအဲအဲ့ဒီအဲ့ဒီကာလမှာပေါ့နော်ဟုတ်အတွင်းကမဝင်ဖို့ဆိုပြီးတော့မှစာကတ်ထားတယ် ဒါပေမဲ့သူတို့သွားတာကဂျွန်လားဖြစ်နေတာပေါ့နော်ဂျွန်လားဖြစ်နေဆိုတဲ့ခါကျတော့အဲသွားလို့အဆင်ပြေလောက်ပါမယ်ဆိုပြီးသူတို့ဝင်သွားခဲ့ကြတယ်သူတို့ရဲ့စပိန်နေပေါ်အဲပစ္စည်းတွေပေါ့နော်သူတို့ရဲ့ကြောက်ဖို့ဣတီကိုကြတော့ဒီလိုင်ကူရဲ့အဝါမှာထားခဲ့ကြတယ်ပေါ့နော်သူတို့လက်ထဲမှာပါသွားတာဆိုလို့ဒီလက်နှိပ်ဓာမီလေးပေါ့နော်အထဲမှာမှောင်တဲ့ခါကျတော့အဲမီထိုးဖို့ဓာမီလေးတွေပဲပါသွားတယ်။ဂျန်နဲ့ဟာကလည်းသူတို့အပြင်မှာထားခဲ့ကြတာပေါ့နော် သူတို့ဝင်သွားပြီးတော့တိတ်မကြတဲ့အချိန်မှာမိုးကအရင်တော်တော်မဲမဲရွာတယ်မိုးရင်ပြင်းထန်တဲ့အခါကျတော့ဒီအပြင်မှာမိုးရေတွေကများလာပြီးတော့မှသူ့ရဲ့သဘောတဘာဝအရလှိုင်းကူတဲ့ကိုရေတွေကစီးဝင်သွားတာပေါ့နော်စီးဝင်သွားတဲ့အချိန်မှာဒီသူတို့ပြန်ထွက်လာရမယ်လမ်းကြောင်းမှာရေတွေကအပြည့်ဖြစ်သွားတယ်ရေတွေပြည့်ဖြစ်သွားတဲ့အခါမှာသူတို့အဲ့ထဲမှာပိတ်မိသွားတယ်ပေါ့နော်ဆိုတော့အပြင်မှာကလည်းဒီကလေးတွေရဲ့မိဘတွေကအိမ်ကိုပြန်မလာတော့ ဟိုလိုက်ရှာကြတာပေါ့လိုက်ရှာကြရင်အဲ့မှာတောင်းဝင်ရှိတဲ့သူတွေနဲ့စစ်ဆေးတဲ့အခါမှာဒီလှိုင်းကူမှာစောင့်နေအဆောင်ပါပေါ့နော်အဲဒီတွားကြည့်တဲ့အခါကျတော့အဲ့မှာစပိန်တွေလည်းတွေ့ရဲဆိုခလေးတွေဒီထဲရောက်နေဆိုတာတွေ့ရဲတွေ့ရဲပေါ့နော်တွေ့ရဲဆိုအဲ့မှာအဲဒီရေတွေကလည်းအထဲမှာအများကြီးဖြစ်နေအခါကျတော့သူတို့ပြန်ထွက်လာဖို့အဆင်မပြေဘူးအဆင်မပြေတော့ဘလို့ကယ်ဆယ်ကြမလဲဆိုတော့နီလန်တွေကိုဆက်ပြီးတော့တိုက်မယ်ကြတာပေါ့နော် တို့ကို cancel ဖို့ပေါ့နော်ပထမဆုံးအနေနဲ့စူးစမ်းတာကကြတော့ဒီ Thai ရဲ့ရေတက်ပေါ့နော် Thai ရဲ့ Navy Seas တဲကနေပြီးတော့မှတပ်သားတွေရောက်လာတယ်ရောက်လာပြီးတော့မှ cancel ဖို့စူးစမ်းတယ်ဒါပေမဲ့ရေတွေကအများများတယ်ပြီးရင်မိုးကလည်းဆက်တိုက်ဆက်ရွာနေတာဖြစ်တယ်ပေါ့နော်တို့အနေနဲ့အဲ့ဒီဒီလိုင်းကိုအတွင်းထဲပေါ့နော်အတွင်းထဲမှာချင်းမြောင်းနဲ့လမ်းကြောင်းတွေကိုတို့အနေနဲ့ဒီရင်ငုတ်ပြီးဝင်သွားဖို့ကအဲ့အရန်ခက်ခဲတယ်ဘာလို့လဲဆိုတော့ဒီဘလောက်ပဲအပြင်မှာရင်ငုတ်ကျွမ်းကျင်နေတူပဲဖြစ်ဖြစ်မစေပေါ့နော်ဒီ cave လို့ခေါ်တဲ့လိုင်းကူထဲမှာ ရေငုတ်တာနဲ့မတူးပေါ့နော်မတူးဆိုတဲ့အခါကျတော့အဲ့မှာတို့တို့နေနဲ့အခက်အခဲဖြစ်တယ်ဆိုတော့ဒီအရင်ဆုံးတော့ရေတွေဆုပ်ထုတ်ကြမယ်ဆိုတော့မှရေတွေကိုပန့်နေနဲ့ဆုပ်ထုတ်ကြရတယ်ပေါ့နော်အဲဒါပေမဲ့လည်းမိုးကဇက်တိုက်ရွာနေတာဖြစ်တဲ့အတွက်ရေရလည်းကုန်မသွားဘူးဖြစ်နေတာပေါ့နော်အဲ့ဒီအချိန်မှာပဲအဲ့တဲ့တင်းကိုတွေ့တယ်ဒီပြည်တိန်နိုင်ငံသားပေါ့နော် British တယောက်ဖြစ်တဲ့အဲ client ခုထဲမှာရင်းငုတ်အထူးကျွမ်းကျင်တဲ့သူပါပေါ့နော်သူကအဲ့ဒီကိုလာတယ်လာပြီးတော့မှအာဒီသူကဒီ client ခုရဲ့လမ်းကြောင်းတွေကိုလည်းကျွမ်းကျင်တယ် ရေလဲငုံနိုင်တယ်ဒါကြောင့်သူကိုညင်မယ်ဆိုပြီးတော့ပြောလာတယ်။အတူကနေတဆင်ပေါ့နော်။သူနဲ့အတူတူရေငုံဖူးတဲ့ဒီအထူးကျွမ်းကျင်တဲ့သူတွေဖြစ်တဲ့နောက်နှစ်ယောက်ကိုလည်းသူကခေါ်လိုက်တယ်။အဲ့အဲ့နှစ်ယောက်ကလည်းထိုင်းနိုင်ငံတို့ရောက်လာတယ်ပေါ့နော်။အဲဒီသူတို့တွေစုံတဲ့အချိန်ထိပေါ့နော်။တီကလေးတွေနဲ့နီးပြနေရဘဲ လိုင်ကူလမ်းကြောင်းရဲ့ဘယ်အတွင်းမှာရှိဘယ်ပိုင်းမှာရှိနေလဲဆိုတော့ဘယ်သူမှမသိချသေးဘူးပေါ့နော်ဆိုတော့အဲ့မှာတို့ကတိုင်ပင်ကြတယ်ဘယ်လိုလုပ်ကြမလဲပေါ့နော်အကောင်ဆုံးဖြစ်အောင်ဘယ်လိုလုပ်ကြမလဲဆိုတာကိုတိုင်ပင်ကြပြီးတော့မှတို့တွေအဲ့အတွင်းတွေကိုရှင်းငုတ်ပြီးတော့သွားဖို့အတွက်စီစဉ်ကြတယ်ပေါ့နော်သူတို့လိုမျိုးဒီလှန်ကူတွေကိုပေါ့နော်ရေငုံနေကြသူတွေပဲဒီလုတ်ကိုလုတ်နိုင်တာဖြစ်တယ်ပေါ့နော်အော်ပြီးတော့ဒီအဲသူတို့ဝင်သွားတဲ့အချိန်မှာပဲမိုးကအဲ့နောက်ပိုင်းမှာဇက်တိုက်ကရွာနေတာဖြစ်တယ်ပေါ့နော် မိုးကလည်းဒီဇက်တိုက်ရွာနေတယ်ရေတွေကလည်းဇက်တိုက်စီးဝင်နေတဲ့အခြေအနေဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကလေးတွေဘယ်နေရာမှာရှိနေဆိုတာလည်းမသိဘူးကဲဆယ်ဖို့မပြောနဲ့ပေါ့နော်ဒီဒီလှိုင်းကူတွေကိုဝင်သွားပြီးတော့ရေငုပ်ပြီးတော့မှကလေးတွေဘယ်နေရာမှာရှိနေလဲဆိုတာရှာဖို့တောင်မှအတော်လေးခက်ခဲတဲ့အခြေအနေဖြစ်နေတာဆိုတော့ဟိုဒါမဲ့ဒီလူတွေကတော့လှိုင်းကူကိုလည်းကျွမ်းကျင်တဲ့သူတွေဖြစ်တယ်ပြီးရင်ဒီလှိုင်းကူတွေမှာရေငုပ်တောင်လည်းအထူးကျွမ်းကျင်တဲ့သူတွေဖြစ်တဲ့အခါကျတော့သူတို့တွေတေချာစီစဉ်ပြီးတော့မှအာဒီအတွင်းထဲကို ရေငုပ်ဝင်သွားတယ်ပြီးရင်အဲ့လိုင်ကူလမ်းကြောင်းတစ်ခုလုံးမှာရှိနေတယ်ပေါ့နော်အဒီရေမရေမမြင်ရေမဝင်နိုင်တဲ့ပေါ့နော်ဒီအမြင့်တဲ့နေရာလေးမှာသူတို့ရှိနေနိုင်တယ်ဆိုပြီးတော့မှအဲ့နေရာလေးမှာလိုက်ပြီးတော့မှရှာဖွေကြတာဖြစ်တယ်ပေါ့နော်ဟောရေကလည်းအပြင်ကနေအဲ့လိုအကုန်လုံးစီးဝင်နေတာမိုးကဆက်တိုက်ရအောင်လည်းတော့စီးဝင်နေတယ်အတွင်းမှာဒီလိုင်ကူထဲမှာရေစီးချောင်းတွေကလည်းအများကြီးရှိနေတယ်ပေါ့နော်ပြီးတော့ဒီတော်ရမယ်လမ်းကြောင်းကလည်းတော်တော်လေးကျင်းတယ်အကျင်းတဲ့အခါကျတော့ပေါ့နော်ဒီသူတို့အနေနဲ့ကြတော့အာဒီ အကြာကြီးပေါ့နော်အများဆုံးနှစ်နာရီလောက်တို့ရေထဲကိုဖြတ်သွားရတယ်လို့ပြောတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအကြာကြီးငုတ်ပြီးတော့မှအာရေမမြင်ရေမတင်နိုင်တဲ့နေရာတွေကိုလိုက်ရှာတယ်။လိုက်ရှာတဲ့အချိန်မှာဒီအဲဂျွန်ဂျွန်23ရက်နေရာဒီကလေးတွေနဲ့အနီးပြနေအိုက်ထဲဝင်သွားတာပေါ့နော်။အဲ့လိုဝင်သွားပြီး6ရက်မြောက်တဲ့နေ့6ရက်ကြာတဲ့နေ့ကြာတော့မှသူတို့ကိုရှာတွေ့တယ်။ဘယ်လိုတွေ့လဲဆိုတော့ခုနလိုပဲ ရေမတင်နိုင်တဲ့အမြင့်ဆုံးပိုင်းတွေကိုလိုက်ရှာရဲနဲ့အဲ့မှာအတန်ကြားလို့ဆိုပြီးတော့မှရေငုံတဲ့ကွနပြည်တိုင်နိုင်ငံသားအနေပြီးတော့မှသွားကြည့်လိုက်တဲ့အခါကျတော့မှအဲ့တကယ်အမြင့်အမြင့်တဲ့နေရာလေးပေါ့နော်အဲဒီလိုရေကနေဒီလိုမြင့်မြင့်နေတဲ့နေရာလေးမှာအဲ့ကလေးတွေကိုသွားသွားပြီးရှာတွေ့တယ်ပေါ့နော်ဟိုတကယ်တမ်းဆိုလို့ရှိရင်တို့တို့ကအစာလည်းမပါဘူးပေါ့နော်အစာမပါဘဲနဲ့ဒီကိုရကြအောင်အဲအသက်ရှင်နေတဲ့ကလေးတွေကိုတွေ့လိုက်ရတယ်တို့တို့ဒီကလေးတွေရတယ် ဒီအချိန်မျိုးအတူတူပဲကြက်ကြက်ခံပြီးရင်ဆိုင်ခဲ့ကြတာလို့ပြောတယ်ပေါ့နော်သူတို့ရှိနေတဲ့နေရာကဂူရဲ့အသွင်းပိုင်းဖြစ်တယ်ပြီးရင်ချင်းလဲချင်းတယ်ပေါ့နော်အဲ့တော့အဆီဂျင်အောင်ရဖို့နည်းနည်းလေးခက်ခဲတဲ့အခြေအနေမျိုးမှာအစားအသောက်တွေဘာမှမရှိဘဲနဲ့သူတို့ကိုယ်ရက်တိတိပေါ့နော် အသက်ရှင်နေထိုင်ခဲ့တာတကယ်ကိုမှအံ့ဩဖို့လည်းကောင်းတယ်ပေါ့နော် ဒါမဲ့သူတို့အပြင်ကဲထုတ်ဖို့ဆိုတာချက်ချင်းမဖြစ်နိုင်ဘူးမဖြစ်နိုင်တော့ဒီရင်ငုတ်သမားတွေရပဲသူတို့အတွက်အစာချောက်တွေပေါ့နော်အစာချောက်တွေရဲပြီးတော့အဲ့လိုခြုံလို့ရတယ်ပေါ့နော်ဒီ plastic သားလိုမျိုးဘယ်လိုခေါင်းလဲမသိဘူးအဲ့လိုအဲ့လိုအသားလေးတွေကိုတည်ပြီးတော့မှယူပါပြီသူတို့အသက်ဆက်ရှင်နေနိုင်အောင်လုပ်ကြတယ်ပေါ့နော်သူတို့ကိုအဲ့နေရာမှာပေါ့နော်အကြာကြီးဟိုစောင့်ခိုင်းဖို့ကြတော့လဲမလွယ်ဘူးဘာလို့လဲဆိုတော့အဲ့ဒီရေကိုဖြတ်သွားဖို့ကနှစ်နာရီကြောကြာတယ်ပေါ့နော် ရင်ငုတ်ပြီးသွားရတဲ့သူတွေကလည်းဒီခဏခဏသွားလို့မရဘူးပေါ့နော်ခဏခဏသွားလို့မရဘူးသူတို့စီကိုခဏခဏနေတိုင်းလို့လို့ပေါ့နော်အဲ့လိုစားတောက်တွေတော့ပုတ်နေလို့လည်းမရဘူးဆိုတဲ့အခါကျတော့သူတို့ဘလို့ကဲထုတ်မလဲပေါ့နော်ကဲထုတ်မလဲဆိုတဲ့နေလန်လေးကိုအားလုံးခေါင်းချင်းဆိုင်ပြီးတော့တေချာကြိတ်နေဆွေးနွေးကြရတယ်အဲ့လိုဆွေးနွေးတဲ့အခါမှာပေါ့နော် ပထမတော့ဒီရေဒီကောင်ထုတ်မလားပေါ့နော်အဲ့လိုလည်းစဉ်းစားကြရတယ်ဒါမှမဟုတ်အပေါ်ကနေဖောက်ပြီးတော့ကဲမလားပေါ့နော်ဟိုဒီဂူကြီးကိုဖောက်ဖို့ဆိုတာလည်းမလွယ်ဘူးပေါ့နော်ရေတွေကကောင်အောင်လည်းစောင့်လို့မရဘူး ဘာလို့လဲဆိုတော့မိုးရင်ဖြစ်တဲ့အတွက်မိုးကစတက်ရွာနေမှာအဲ့နောက်ပိုင်းကလည်းအဲဒီလုံးဝမိုးရင်ထွင်းနေရောက်နေပြီပေါ့နော်ဆိုတော့ဘယ်လိုမှအဆင်မပြေနိုင်ဘူးဒါကြောင့်မလို့တို့ကိုကယ်ဆယ်ဖို့အတွက်အသင့်တော်ဆုံးနီလန်ဖြစ်တဲ့ဟာကိုတို့ရှာပြီးတွေ့ရှိသွားတယ်အဲ့ဒီနီလန်ပဲတို့ကိုကယ်ထုတ်ခဲ့ရပါတယ်ဒီလူတွေအားလုံးကိုမေးစေးပေးမယ်မေးစေးပေးမယ်အောက်ဆီဂျင်မှုတက်မယ်ပြီးလို့ရှိရင်တို့အဲ့အထူးပြုလုပ်ထားတဲ့ကိရိယာလေးတစ်ခုရှိတယ်။အဲ့ဒီကိရိယာထဲကို ဒီလူတွေကိုထည့်ပြီးရေကိုဖြတ်ပြီးတော့မှဖြတ်သွားပြီးအပြင်ကိုကဲထုတ်ဖို့ပါပဲဒီလိုနည်းနဲ့ကဲထုတ်ဖို့ဆိုလို့ရှိရင်မေးစေးရောရေငေါ့ရောကျွမ်းကျင်တဲ့ဆရာဝန်ဆရာဝန်တွေပါထပ်ရှာရတယ်ဗောနော်သူတို့တွေရောက်လာပြီးတဲ့နောက်ပိုင်းမှာအာဒီပိတ်မိနေတဲ့၃ရောက်လုံးကဲထုတ်နိုင်ဖို့အတွက်ဆိုရင်စုစုပေါင်း၃ရက်ကြာခဲ့တယ်ဇူလိုင်၈ရက်နေ့မှာ၄ရောက်ထုတ်ခဲ့တယ်ဇူလိုင်၉ရက်နေ့မှာ၄ရောက်ကဲထုတ်ခဲ့တယ် ဇူလိုင်10ရက်နေ့မှာတော့ဒီ9ရောက်လုံးကို အသက်ရှင်လျက်နဲ့ရအောင် စနစ်တကျစိတ်ရှိရှိနဲ့ကဲထုတ်ခဲ့ကြတာဖြစ်ပါတယ်။ဒီလိုမျိုးအသက်အနည်းရရင်းပြီးတော့မှဒီရှုပ်ထွေးတဲ့ရေအောက်ကယ်ဆယ်ရေးမှာပေါ့နော်။အားလုံးကိုအသက်ရှင်လျက်နဲ့အထိခိုက်မရှိကဲထုတ်နိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။ဒါပေမဲ့ဒီကယ်ဆယ်ရေးမှာ Thai Navy Seas ကရေတပ်သားဟောင်းဖြစ်တဲ့တယောက်ကတော့ အာကလေးတွေစီကိုအောက်ဆီဂျင်ဘူးကိုပေါ့နော်ရေငုပ်တည်ယူပို့ဆောင်နေရင်းနဲ့ဒီဇူလိုင်6ရက်နေ့မှာ အသက်သေဆုံးခဲ့ပါတယ်။နောက်တစ်ယောက်ကလည်းဒီ Thai Navy Seas မှာလက်ရှိလုပ်နေတဲ့အရာရှိတစ်ယောက်ဖြစ်တယ်ပေါ့နော်။အဲသူကတော့ဒီကင်ဆာရေးလုပ်တဲ့အချိန်မှာရရှိခဲ့တဲ့ blood infection လို့ခေါ်တဲ့ပြင်းထန်ရောဂါတစ်ခုကိုခံစားရပြီးတော့မှအဲ့ဒီဒဏ်ကြောင့်ပဲဒီ2019ခုနှစ်ဒီဇင်ဘာ29ရက်နေ့မှာဆုံးပါသွားခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုးအသက်ပေးသွားတဲ့သူတွေရဲ့မိသားစုဝင်တွေရဲ့စိတ်ထားလည်းတကယ်ကိုလေးစားစရာကောင်းပါတယ်အဒီလူတွေကိုကယ်ရင်းနဲ့ငါတို့ရဲ့မိသားစုဝင်တွေတင်ရတယ်ဆိုပြီးတော့မှပေါ့နော်အပြစ်တင်တာမျိုးတွေမလုပ်ဘူးအဲတကယ်ကောင်းမွန်တဲ့လောက်ရလောက်ခဲ့ပြီးတော့မှအသက်ပေးခဲ့တာဖြစ်တဲ့အတွက်ဒီတည်ဆုံသွားတဲ့သူတွေအတွက်ခွန်ယူရဲတဲ့ပေါ့နော်။ဟောပြီးလို့ရှိရင်ဒီကလေးတွေရဲ့မိဘတွေရာလဲပေါ့နော်။အထဲကိုခေါ်သွားတဲ့ဘောလုံးနီးပြောက်အပြစ်မမြင်ဘူး။အပြစ်လည်းမတင်ဘူးပေါ့နော်။ဟိုဘာလို့လဲဆိုတော့အထဲမှာပေါ့နော်။ အစာရေစာမရှိဘဲနဲ့ကိုယ့်ရဲ့ကြောင်တောင်းခံတောင်းခံနိုင်ခဲ့တဲ့ဒီစိတ်ခွန်အားပေးခဲ့တဲ့အနေနဲ့ပေါ့နော်အာဒီဘောလုံးနီပြကိုလည်းတို့ကကျေးဇူးတင်ခဲ့ကြပါတယ်ဒီလိုမျိုးတို့နိုင်ငံသားအချင်းချင်းပေါ့နော်နားလည်နိုင်တဲ့အကောင်းမြင်စိတ်လေးတွေနဲ့အားလုံးပူးပေါင်းဆောင်ရွက်ကြတဲ့အခါကျတော့အထီးခိုင်နေစွာနဲ့ကဲထုတ်နိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်ဆိုတော့ဒီပိတ်မိခဲ့တဲ့ဖြစ်ရလေးဟာအတော်လေးကိုနာမည်ကြည့်တယ်တစ်ကမ္ဘာလုံးကိုပြန့်နှံ့သွားတယ်တည်ငြိမ်လည်းဖြစ်တယ်လို့မျိုး ဟိုဒီထိုင်းနိုင်ငံရဲ့ပေါ့เนาะနိုင်ငံသားတွေပေါ့တန်မိုးထားမှုတွေပြီးတော့ဒီနိုင်ငံတကာရဲ့ပူးပေါင်းဆောင်ရွက်မှုတွေပေါ့เนาะဒီဟာတွေကကျွန်တော်တို့အနေနဲ့တကယ်ပဲအတူယူစရာလည်းဖြစ်ရပါတယ်ကြီးရှုနေကြတဲ့သူတွေထဲမှာရောဒီဖြစ်ရက်လေးကိုအရင်တော့အကြောင်းပြခဲ့တာရှိလားအဲ့ဒီအကြောင်းလေးတွေကိုအရင်တော့အသိထားတာရှိတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အမြင်လေးတွေကိုကွန်မန့်မှာမျှဝေပေးခဲ့လို့ရပါတယ်။နောက်ပတ်တွင်မှာလည်းဘယ်လိုအကြောင်းအရာလေးတွေပြောပြမလဲဆိုတာသိရဖို့ကျမရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါဦးနော်။ တက်တာနောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်နော်